မှာအဲ့တော့မကောင်းတာကိုတိတော့မှလည်းကောင်းတာကိုတိမှာအဲ့တော့ဘာမှကောင်းခြင်းမကောင်းခြင်းကိုမတိဘူးဆိုလို့ရှိရင်ဘလို့မှဆုံးဖြတ်နိုင်စွမ်းရှိမှာမဟုတ်ဘူးဒါကြောင့်မလို့ကောင်းခြင်းကဘာမကောင်းခြင်းကဘာဆိုတာကျွန်မအမြင်နဲ့ပြောပြောပြတာဟုတ်လားအဲ့တော့ကောင်းပါတယ်မကောင်းပါဘူးဆိုဟိုကျွန်မတို့က classify လုပ်ဖို့အတွက်ကိုအဲ့ဒါကိုကျွန်မတို့ကသိရမယ်နိထိတွေ့ကြင်တွေ့ရတဲ့ဟာဆိုလည်းထိတွေ့ကြင်တွေ့ဘူးရမယ်မြင်မှဟာဆိုလို့ရှိရင်လည်းမြင်ဘူးရမယ် အဲ့ဒါမှကျမတို့ကကောင်းတယ်မကောင်းလို့ပြောလို့ရမှာအဲ့တော့တချို့တွေတချို့ကျမတို့ဈေးရောက်နေတဲ့ဒါကျမဒီဟာလေးလည်းနည်းနည်းလေးပြောချင်တယ်နော်ပြီးရင်ဝယ်နော်ကျမတို့ဈေးဥဖောက်နော်အာပြီးရင်ဝယ်နော်ဒါလေးကကြာနည်းနည်းလေးခလေးတွေအတွက်အသုံးတည့်မယ်ထင်တဲ့ speech လေးကျမပြောချင်တယ်နော်ဆိုတော့ဝယ်နော်ဒီဥစ္စာလေးကကျမတို့က professional ဆိုတဲ့ဟာကိုကောင်းကောင်းသိဖို့လိုတယ်မြန်မာပြည်မှာနော် professional ဟာကိုကောင်းကောင်းသိဖို့လိုတယ်ကိုရောင်းတဲ့ project ကိုကျမတို့က public ကို consumer ကိုကျွန်တော်တို့တိတိကျကျ explain လုပ်နိုင်ဖို့လိုတယ်เนาะကိုလုံးမဲ့အလုပ်ကိုကျွန်တော်တို့ကောင်းကောင်းကြီးဟိုနားလေဖို့လိုတယ်ကို product ကိုကိုကတိတိကျကျအကျွမ်းတဝင်မသိဘဲနဲ့သူများကိုကျွန်တော်တို့ကညှိုးလို့မဖြစ်ဘူးအားနည်းချက်လည်းသိရမယ်အားသာချက်လည်းသိရမယ်ဘေးရွက်ဆိုးကျိုးလည်းသိရမယ် နော်ဆိုတော့ professional ဆန်နေဆိုတာဒါကိုပြောပြတာပေါ့အဲ့တော့အလုပ်တစ်ခုလုပ်ကြပြီဟေးဆိုလို့ရှိရင်ကျမတို့ဆိုကျမ professional မလုပ်နိုင်တဲ့ကိစ္စတွေကျမအများကြီးအလုပ်လာအပ်တာတွေရှိတယ်ဒါပေမဲ့ကျမမကြွမ်းကျင်တဲ့ဟာတွေဆိုတဲ့အတွက်ကြောင့်မို့ကျမငွေနောက်လိုက်ရင်ကျမပတ်စံရမယ်တစ်ဖက်မှာကျမဂုံတိတ်ခါသွားမယ် သိလားကျွန်မပတ်စံတော့ရမယ်ကျွန်မဘာအနေနဲ့ကျွန်မကျွန်မအခုစားသောက်ပုံလာငားလဲကျွန်မလှုပ်လိုက်မယ်ကျွန်မဝက်ထယ်လာငားလဲကျွန်မလှုပ်လိုက်မယ်အဲကျွန်မဟိုဟာလာငားလဲအဲကျွန်မလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်မလိုင်းကြောင်သွားမှာပေါ့နော်လိုင်းကြောင်သွားကျွန်မဓာရီကိုလဲကျွန်မနှမ်းဆက်ချင်မှာနှမ်းဆက်လိုက်မယ်ကျွန်မလိုင်းကြောင်သွားမယ်အဲ့တော့ကျွန်မကိုလာပြီးတော့မှတန်းလန်းနေကျွန်မမလှုပ်နိုင်တဲ့ကိစ္စကျွန်မမကျွမ်းကျင်တဲ့ကိစ္စဆိုရင်ကျွန်မညင်းနေဘာဖြစ်လဲကျွန်မ professional အဖြစ်ရည်တည်ချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မရဲ့ professional career ဒီယတနာလောက ဒါကြောင့်မလို့ကျမကကျမရဲ့ professional မှာမမချာချာနဲ့ရက်တည်ကျင်တာဖြစ်တဲ့ကြောင့်ကျမကျန်တဲ့ဟာတွေကိုစွန့်လို့ရတယ်။အဲ့အတွက်ကျမငွေကြေးဆုံးရှုံးမှုဖြစ်တယ်။ဟုတ်လား။ဆိုတော့ဒါပေမဲ့တစ်ဖက်မှာဂုံတိတ်ခါမှာ almond သင်းသည်ရေဒနာပဲရောင်းတယ်။သူရောင်းတဲ့ရေဒနာတွေကိုသူအရန်ကျွမ်းကျင်တယ်။သူ career မှာ professional ပြီးသားတယ်။သူနဲ့ဆိုရင် ရတနာဝင်မယ်ဆိုရင်တော့သူနဲ့ဆိုရင်ဆိုတဲ့ mind sense မျိုးကိုကျမကပြည်သူလူထု consumer ကိုကျမထည့်ပေးထားနိုင်တယ်။အဲ့တော့ဟုတ်ပြီကျမတို့ကအလုပ်လုပ်ကြတဲ့ဘယ် professional career မှာပဲဖြစ်ဖြစ်ကျမအဝိအစားရောင်းနေဆိုပါစို့ကျမ elastic လားလည်းမသိနော်။ဟော cotton လားလည်းမသိဟုတ်လား။အဲကျမတို့ဟိုဘာသာမှမသိပဲနဲ့ကျမတို့ပြောလို့မရအောင်လေ။ပူသလားလည်းမသိအေးသလားလည်းမသိကျမတို့ပြောလို့မရအောင်။အဲ့တော့ explain လုပ်နိုင်ရမယ်။ဟုတ်လားအထည်ရောင်းနေဆိုရင်လည်း ်ဟင်းချက်သာဆိုလို့ရှိရင်လည်းဒီလိုပဲဒီထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေဟာဘာတွေနဲ့ပါဝင်ပစ္စည်းတွေဖြစ်ထားတယ်ဘယ်လိုမျိုး taste မျိုးကိုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကဒါကျွမ်းကျင်ပိုင်နိုင်ရမယ်နော်အဲ့တော့ကျမတို့ယေဒနာရောင်းတဲ့နေရာမှာဆိုလဲဒီလိုပဲအဲ့တော့အလုံးလုံးကြပြီဆိုတဲ့နေရာမှာကိုယ့်ရဲ့ professional ကိုကိုကျွမ်းကျင်ပိုင်နိုင်မှသာလင်အောင်မြင်ဖို့လမ်းစာကများမယ်တချို့တွေကျမတို့ဒီ covid ကာလဖြစ်တဲ့အချိန်မှာယေဒနာလောကတွေကိုနေရာပေါင်းစုံကလူတွေအများကြီးဝင်လာတယ်အားလုံးသိမှာပါအားလုံးသိမှာပါ နော်ဘာကြောင့်ဝင်လာတာလဲကြံတဲ့လုပ်ငန်းတွေအကုန်လုံးရပ်ဆိုင်းသွားတဲ့အချိန်မှာကျွန်တော်တို့ယန္နာလောကတစ်ခုပဲထွက်ပေါက်ရှိနေတယ်ပွင့်နေတယ်ကိုဗစ်ကာလတစ်ခုလုံးမှာယန္နာလောကပဲလှုပ်တယ်အိမ်တွေလူတွေလည်းအိမ်ထဲမှာနေနေရတဲ့အချိန်အာဗန်တွေကလည်းကြိုးကြားအချိန်တွေမှာကျွန်တော်တို့ယန္နာလောကပဲအလုပ်လုပ်လို့ရတယ်ယန္နာလောကဟာပြီးတော့မှဖြစ်နေတော့ရှိသမျှအကုန်လုံးနေပေဘောင်းဆောင်ကလူတွေအကုန်လုံးဆဲလီဘောင်းဆောင်မင်းသားမင်းသမီးဘောင်းဆောင်ကြော်ကြားသူဘောင်းဆောင်ဟာနေနေလေးနေနေကြော်ကြော်ကြားကြားများများကြော်ကြော်ကြားကြားအကုန်လုံးဒီယန္နာလောကတွေကိုအကုန်ပြုံတိုးဝင်လာကြတယ် live စီးလွှင့်နေဆိုရဲခေါင်းစဉ်အောင်မှာအလုံးလုံးကြတယ်ပေါ့ဒါပေမဲ့အဲ့ဒါကဘာလုပ်တာလဲဆိုရေတို့အတွက်သူတို့ရဲ့စားဝတ်နေရေးကိုဖြည့်ရှင်းတဲ့ဟာအတွက်ပဲလုပ်တာသူတို့ဒီကယ်ရီယာမှာကျွမ်းကျင်တဲ့သူတွေမဟုတ်ဘူးဟုတ်လားအဲ့တော့အဲ့ဒီမှာရေရှည်နဲ့တာတို့နဲ့တာရှည်မှာကျမတို့ကဝမ်းစာပြည့်ခြင်းဝမ်းစာမပြည့်ခြင်းကွာတယ်ဆိုတာကိုကျမပြောပြခြင်းလားဟုတ်ပြီနော်အဲ့တော့ပစ္စည်းတွေကိုကင်လိုက်တယ်တန်နေကောင်းနေလှတယ်ယူဒါလက်သုံးစကားဈေးရောင်းရင်ဒီစကားပြောရမယ်ဆိုတဲ့ understanding အရာပြောတဲ့စကား ဈေးတဲ့တယောက်ရဲ့လက်သုံးစကားဒီပစ္စည်းကတန်တယ်ကောင်းတယ်လှတယ်ယူယူနော်တန်တယ်ကောင်းတယ်လှတယ်အဲ့ဒီရဲ့အန်တန်နောက်ဆက်တွဲဘာကြောင့်တန်တာလဲဘာကြောင့်လှတယ်လို့ပြောနိုင်တာလဲဘာကြောင့်ဒီအည်သွေးကဘယ်လိုရှိလို့ဒီအည်သွေးကဘယ်နေရာမှာရှိနေရလဲဆိုတာကို classify မလုပ်နိုင်ဘူးထပ်ပြီးတော့မှအဲ့ဒါကို explain မလုပ်နိုင်ဘူး လှပါတယ်တမ်းပါတယ်ကောင်းပါတယ်အဲ့တော့ဒါလေးကလှတယ်နော်ဟဲ့ဒီမှာကြည့်ပါဦးလှလိုက်တာကြောက်ကလေးကလှလိုက်တာဒီမှာကြည့်စမ်းပါဦးအញ្ញမ်းလှတာပဲအပြာရောင်လေးလှလိုက်တာအပြာရောင်ကဘာကြောက်လဲသူအပြာရောင်ဘာကြောက်မှမသိဘူးဒါပေမဲ့သူကလှတယ်တန်တယ်ကောင်းတယ်ဒီအပြာရောင်ကြောက်ကဘာကြောက်မှမသိတာကိုဘာဖြစ်လို့တန်တယ်လို့ပြောရတာလဲဒီအပြာရောင်ကြောက်ရဲ့မူလတန်ဖို့ဘလောက်ရှိနိုင်လဲဆိုတာကိုမသိတဲ့သူကဘာဖြစ်လို့တန်တယ်လို့ပြောရတာလဲ ဟုတ်လားအဲ့တော့ဘာဖြစ်လဲဆိုတော့ကျမတို့ trust ပရိတ်သတ်ရဲ့ trust ဒီလိုစိတ်စိတ်စဉ်းစားတတ်တဲ့သူတွေ ਨੇ ဆိုအဲ့ trust trust ပြောင်းရင်အလုံးလုံးလို့မရအောင်ဒါကြောင့်ဒီလမ်းကြောင်းပေါ်မှာတာရှည်မရက်တည်နိုင်ဘူး professional ဖြစ်ချင်နေဆိုရင်မိမိသွားတဲ့ professional career ကိုတေတေချာချာခရီးစီတွင်းကြအကြမှတ်ကြကောင်းတာရောမကောင်းတာရော ဖြေရှင်းနိုင်အောင်ပြောဆိုနိုင်အောင်တေတေချာချာလေ့လာထားဖို့လိုအပ်တယ် အဲ့ဒီမှာလဲကျွန်တော်တို့ကကိုယ့်ရဲ့ professional career ကိုသစ္စာရှိရမယ်။ကောင်းတာတွေဒီပဲချပြပြီးမကောင်းတာတွေကိုဖွက်ထားလို့မရဘူး။ကောင်းတာရောမကောင်းတာရောချပြနိုင်ရမယ်။ဒါမှသာလင် honestly ဖြစ်တဲ့လူတယောက်ဖြစ်ပြီးတော့မှကျမတို့နောက်ကျောင်းရှင်းရှင်းနဲ့ရက်တည်လို့ရမယ်။ကောင်းတာတွေကြီးပဲပြောပြီးမကောင်းတာတွေကိုဖယ်ထားခဲ့တဲ့အချိန်မှာ maybe မကောင်းတာဖြစ်လာလို့ရှိလို့ရှိရင်ခုနကတိဆောက်ထားတဲ့ trust ကြီးအကုန်လုံး0ကျမပြောသဘောပေါက်လား။အဲ့တော့ဘယ်အလုပ်ပဲလုပ်လို့ ဘယ်လောကမှာပဲဖြစ်ဖြစ်ရိုးသားမှုနဲ့ကျွမ်းကျင်ပိုင်နိုင်မှုရှိဖို့လိုအပ်တယ်ကိုလုတ်တဲ့နေပဲကိုပြီးတော့ကျမတို့ကကိုဘယ်လမ်းချောင်းကိုသွားကြင်လဲဆိုတာဟိုနားလေးလက်ဆ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 က်ဒီနားလေးလက်ဆ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 က်ဟိုအားဆိုလဲဟိုအားဒီအားဆိုလဲဒီအားဒီအားဆိုလဲဒီအားဒီအားဒါဆိုရင်အများရဲ့အမြင်မှာလဲ तू ကဘာမှန်းခွဲစားလို့မရတော့ဘူး ဟုတ်လားအဲ့တော့သူဆိုရင်ဘာဆိုတဲ့ဟာမျိုး တွဲသိအောင်ကိုယ့်ရဲ့ image ကိုကိုဟာကိုတိဆောက်ရတယ်ယန္တနာလောကလို့မြင်လိုက်တာနဲ့ elmon သင်းကိုလုံးဝမျက်လုံးထဲကနေဖျောက်လို့မရဘူးဟုတ်လားဒါဘာလို့တာလဲဆိုတော့တိဆောက်ထားတာသူများတိဆောက်ရတာမဟုတ်ဘူးမိမိကိုကိုတိဆောက်ရတာသူများမြင်မဲ့အမြင်တွေကိုကိုကတိဆောက်ပေးထားတာ မိမိရဲ့ကိုကျင်တရားမိမိရဲ့ပုံရိပ်ကိုမိမိကိုယ်တိုင်တိဆောက်ရတာအဲ့တော့ငွေနောက်လိုက်ရင်ငွေဖြစ်မှာပေါ့နော်ဟာကျမကျမလာငားလို့ကျမအင်ကြီးဇိုင်ရလာငားလဲကျမရောင်းလိုက်မယ်ဟာဟိုကဟိုအစားတောက်ပြရလာငားလဲကျမရောင်းလိုက်မယ်ဟိုကလာငားလဲရောင်းလိုက်မယ်ကျမပတ်စံနေတော့ရမယ်လေကျမရေတုံအားဖြင့်ပတ်စံနေတော့ရမယ်ဒါပေမဲ့ကျမရဲ့ professional career ပျောက်သွားမယ်တခါတလေကြာရင်အလုပ်ပေါ်တစ္ဆာရှိဖို့လိုရဲဆိုတာအဲ့ဒါကိုပြောပြတာပေါ့ နော်ကိုယ့်ရဲ့အလုပ်ပေါ်တစ္ဆာအလုပ်ပေါ်မှာတစ္ဆာရှိတဲ့အရာနဲ့ကျမတို့ငွေကြေးနဲ့တော့လဲလှယ်ရတာပေါ့ဘယ်အလုပ်ပဲလုပ်လို့ဝမ်းစာပြေအောင်ကြိုးစားရမယ်ဘယ်အလုပ်ပဲလုပ်လို့စေတနာပါရမယ်ရိုးသားရမယ်ကျမခုနပြောသလိုကျမအခုယေဒနာရောင်းနေကျမကောင်းတာလည်းပြောပြတယ်ဆိုးတာလည်းပြောပြတယ်လူတွေညစ်တတ်တာကိုလည်းပြောပြတယ်မှန်ကန်တာကိုလည်းပြောပြတယ်ဒီလိုညစ်တတ်တယ်နော်အဲ့တော့လုပ်ငန်းရှင်တွေထဲမှာယူသားတဲ့လုပ်ငန်းရှင်လည်းရှိတယ်မယူသားတဲ့လုပ်ငန်းရှင်လည်းရှိတယ်မှန်မှန်ကန်ကန်လုပ်တဲ့သူလည်းရှိတယ်မှန်မှန်မကန်လုပ်တဲ့သူလည်းရှိတယ် ဒါတွေကိုကျမတို့က classify လုပ်ပြနိုင်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်အလုပ်မှာကိုယ်လောကမှာတစ္ဆာရှိရမယ်။မကောင်းတာကိုမကောင်းဘူး။ကောင်းတာကိုကောင်းတယ်ဆိုတော့ချပြရမယ်။ဒါမှကျမတို့ကရက်တည်လို့ရမှာ။ဘယ်လောကမှာပဲမဆိုဘယ်သူပဲမဆိုကိုယ်လောကကိုကိုယ်ပဲဖြတ်စီတာ။မျက်နှာလှမ်းပြီးစတွေးထွေးတယ်ဆိုတာကြားဘူးတယ်မလား။လောဘနာကိုလိုက်ရင် ယူသားမှုတွေပျောက်ကွယ်သွားရင်ကြာဆုံးမှုတွေအလိုလိုရောက်လာတာပဲဒါကြောင့်မလို့ professional career မှာတစ္ဆာရှိဖို့လိုတယ်ဝမ်းစာပြည့်ဖို့လိုတယ်ယူသားဖို့လိုတယ်စူးစားဖို့လည်းလိုတာပေါ့ကျွန်မဆိုသူများအိတ်နေတဲ့ချိန်ကျွန်မစာဖတ်တယ်လေဟုတ်လားစာဖတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုပြောခဲ့တဲ့ကိုပြောမဲ့စကလုံးတစ်လုံးတိုင်းတစ်လုံးတိုင်းကိုပြင်ဆင်တာ။လူတယောက်ဟာ စာရက်ကိုကြည့်ပြီးတော့မှစက်တူရေးနှုတ်တိုက်ပြောနေတာနဲ့ကိုယ့်ရဲ့အုံနောက်ထဲကနေပြီးတော့မှ auto speech ပြောတာနဲ့ confidence image မတူဘူးကျမနေ့စဉ်ပြောနေရဆိုတော့ကျမ automatically ကျမပြောနေရတဲ့ဟာကျမရင်ဝမ်းစာကျမစာရွက်ကြည့်ပြီးပြောနေရတာမဟုတ်ဘူးကျမဘာပြောမယ်လို့ပြင်ဆင်ထားတာမျိုးမဟုတ်ဘူးဒီမှာအားချက်တစ်ခါတည်းကိုပြောနေရင်ပြောနေရင်ねကျမခေါင်းထဲမှာပေါ်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 လာတဲ့ဟာတွေကိုပြောရတာ ျွန်တော်မင်းငုံးနေပြောရဲဆိုတော့အမှားကြီးဖြစ်မှာဆိုလို့ကျွန်တော်စာရွက်ကြည့်ပြီးပြောရတယ်မဟုတ်လားစာရွက်ကြည့်ပြီးပြောတဲ့အရာသာနဲ့ရင်ဖက်ထဲမှာရှိနေတဲ့အရာကိုပြောရတဲ့အရာသာနဲ့ပြောနေတဲ့သူကိုကြည့်လိုက်တာနဲ့မူချင်းမတူဘူးစာရွက်ကိုကြည်ပြီးပြောတာကစကလုံးနေမှားသွားမှာဆိုတော့စိတ်နဲ့စာရွက်ထဲကစကလုံးတိုင်းတစ်လုံးတစ်လုံးတိုင်းကိုဣတိမရွေးပြောတာကျမတို့ကနှလုံးသားထဲကနေလာတဲ့စကားတွေကိုပြောတာကကြတော့ကိုယ့်ရဲ့ဝမ်းစာတွေနဲ့အတွေ့အကြုံတွေနဲ့ကိုစကလုံးနေအဖြစ်ဖန်တီးပြီးတော့မှပြောရတာ taste ချင်းမတူဘူး အဲ့ဒီအတွက်စာများများဖတ်ရတယ်။ဝမ်းစာဖြည့်ရတယ်။ပညာရဲ့ဆိုင်ရာပဲဖြစ်ဖြစ် knowledge တင်နေပဲဖြစ်ဖြစ်စာဖတ်ရတယ်။ဝမ်းစာပြီးမှစကားပြောလို့ရတယ်။လူတယောက်စကားပြောလိုက်ပြီဆိုရင်အဲ့လူရဲ့ဉာဏ်ရည်ဉာဏ်သွေးကိုခံမှန်းလို့ရတယ်။အဲ့ဓာမျိုးကိုကိုယ့်ဟာကိုတိဆောက်ထားရတယ်။ဟုတ်ပြီနော်။အဲ့ဒါ image ပဲ။ အဲ့ဒါဆက်ကနေချပဲလမ်းကြောင်းတစ်ခုရှိရမှာပေါ့နော်လမ်းကြောင်းတစ်ခုရှိရမှာကျမဒါကြောင့်ကိုကျမအလုပ်လုပ်ရင်ကျမဆိုင်တွေကိုကျမမြင်တဲ့လမ်းလေးတွေဖောက်ပြီးတယ်အားလုံးသတိထားမိမယ်နဲ့ဒီဟာဒီဆိုင်ဆိုရင်တော့ကြောက်စိမ့်လေးတွေဒိုင်းကြောက်စိမ့်ဆိုရင်နေသိအိမ်မြင်အောင်လို့မလုပ်ကျမအလုံးလုံးလို့ကျမစီအသက်ဝင်လာကျမအမြင်နဲ့အဲ့လိုအဲ့လမ်းကြောင်းကိုကျမအမြင်နဲ့ရှာပေးတယ်ကျမအရင်အမြင်နဲ့အဲ့ဒါလုပ်ပေးတယ် ဘာဖြစ်လို့လဲဆိုတော့မြင်အောင်လို့ဒီတိုင်းသူလိုကိုလိုနဲ့ဆိုရင်ကျွန်တော်တို့မထင်ပေါ်ဘူးအဲ့တော့ထင်ပေါ်မှုရှိရမယ်အဲ့ထင်ပေါ်မှုတော့ကိုကျွန်တော်အမြင်နဲ့ဆွဲထုတ်ပေးတယ်ဟာမြတ်မြတ်ရောက်မယ်ဆိုမြတ်ဆိုရင်အိယံခေယဝင်ရမယ်မြတ်မြတ်ရီသူစီမသူစီမစိန်နေအလုံးကြီးဆိုဘသူဟာကျန်နေဘလို့ပစ္စည်းလေးဆိုတိတိလေးဆိုဘသူစီကတတ်တာလားဘာဆိုရင်ဘသူကြောက်စိမ့်ကြောက်စိမ့်ဆိုနေတဲ့ရောင်ဝင်ရမယ်သူစီမပဲရောင်းတာအဲ့တော့လေကျွန်မတီဆောက်ရတယ်သူပေါ်လွင်ဖို့အတွက်ကကျွန်မကျန်နေစီမအဲ့ဒါလေးနေနေရှော့ပေးရတယ် ျမတို့ကြောက်စိမ့်နဲ့ဖောက်တာဆိုကျမတခြားစီမှာကြောက်စိမ့်ကိုကျမ short လိုက်ရတယ်။ပါရင်တော့ကျမ short လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့လမ်းကြောင်းတစ်ခုကျမတွန်းတင်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့။အဲ့ဒါစဉ်းစားပုံစဉ်းစားနည်းကိုပြောပြတာ။ဖောက်ထွက်တာကိုပြောပြတာ။ထင်ပေါ်ဖို့အတွက်အဲ့တော့ထင်ပေါ်ဖို့ဆိုတာလေအဲ့ထင်ပေါ်ဖို့ attention ကိုကိုလှုပ်ယူပါတာ။တိဆောက်ရတာတွေးရတာ။အရာရာဟာဖျားသခင်ကပေးနေတာမဟုတ်ဘူး။ ကိုကိုတိုင်းလောက်တော့မှဖျားစီရ blessing ကရမှာဟုတ်လားအရာရာနင်းထိုင်ရင်းနဲ့음ဘယ်ဘယ်ကောင်းကြီးမှရောက်မလားအေးကောင်းကြီးတွေရရှိဖို့အတွက်ကို walk down နေရှိရတယ်ဟုတ်ပြီနော် okay fighting ညီမကောင်းလို့ဒါပဲပြောလိုက်ရတာ ကျမရဲ့တိတ်မကောင်းနေဘူး။နာတန်နေနဲ့ပြောကြအောင်နော်။